ရွှေရပုံမိုရေပန်းစားလာတာနဲ့အမျှရွှေဒုံတွေရောရွှေတဲ့ပစ္စည်းတွေရော အခုလိုအနာကက်မတည်ကြတဲ့အချိန်တွေမှာစီးစိမ်ကိုထိမ့်သိမ်းဖို့အကောင်းဆုံးရွေးချယ်စရာတွေအဖြစ်လူအများကရှုမြင်လာကြပါတယ်။ ဒါပေမဲ့တရုတ်နိုင်ငံမှာလက်လီဆိုင်တွေကနေရွှေတဲ့ပစ္စည်းတွေဝယ်ယူတဲ့အခါအထူးသတိထားဖို့လိုအပ်ပါတယ်။ရွှေဒုံးတွေရောအစင်ဒဇရီရောအထူးအလိန်ပစ္စည်းတွေနဲ့ရုံးထွေးနေတဲ့ထုတ်ကုန်တွေပုံမှုများပြားလာနေပါတယ်။ဒီထုတ်ကုန်တွေကသူတို့ရဲ့တန်ဖိုးကို ထိမ့်သိမ်းထားနိုင်ဖို့မအောင်မြင်ရုံတင်မှာကဝယ်ယူတွေကိုသိရှိဖို့ခက်ခဲပြီးရှောင်ရှားဖို့ပိုခက်တဲ့ဈာတုံးသူထောင်ချောက်အစ်စ်တစ်မျိုးနဲ့ထိတွေ့စေပါတယ်။ တရုတ်နိုင်ငံကရွှေဆိုင်ပိုင်ရှင်တဦးကကိုရိုင်းကင်မရာရှိမှထွက်ပြီးရွှေလုံငန်းအတွင်းကဖုံးကွယ်ထားတဲ့လိမ်လည်မှုတွေကိုဖော်ထုတ်ခဲ့ပါတယ်။သူကကျွန်တော်ဆိုင်ပိတ်တော့မှာဆိုတော့ရိုးရိုးသားသားပြောရအောင်ရွှေလုံငန်းမှာ၁၀ရောက်မှ၉ရောက်က လိန်လေသူတွေဖြစ်ပြီးကျွန်တော်လည်းအပါဝင်ပါပဲလို့ဆိုပါရယ်ဒီရွှေဆိုင်ပိုင်ရှင်ရဲ့ပြောကြားချက်အရရွှေဆိုင်ဖွင့်လှစ်ပြီးနှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့ပြီးတဲ့နောက်နောက်ွယ်မှာဖုံးကွယ်ထားတဲ့လိန်လေလှည့်ဖြားတဲ့နီးလန်းတွေအများအပြားကိုသိရှိခဲ့ရတယ်လို့ဆိုပါရယ်ဖောက်တဲ့တူရွှေဆိုင်ထဲကိုဝင်လာတိုင်းညနေပြင်ပေါ်မှာပြတ်တထားတဲ့အချိန်နဲ့တပြေးညီရွှေစင်းတို့ဒဂရန်ကိုရန်900ဒါမှမဟုတ်800ခန်းကလုံးဝလိန်ညာထားတာဖြစ်တယ်လို့ဆိုပါရယ် ဆိုင်ရဲ့ပုံသေးဇင်းလုံးနဲ့ရွှေကတော့ဒဂရန်ကိုရန်တထောင်ကျော်ကုန်ကြပြီးဒကြိမ်ရောင်းချမှုမှာရန်ထောင်နဲ့ချီတဲ့အမျက်အစွန်းကိုရရှိပါတယ်။ဒီထုတ်ကုန်အများစုကို 3D မာဂျုံရွှေဒါမှမဟုတ် 5D ရွှေနဲ့ပြုလုပ်ထားတာဖြစ်ပြီးရွှေဒဂရန်ကိုစန့်ထုတ်ပြီးတော့6ဂရမ်ရဲ့ပုံမှန်တင်ပြင်ကိုဖန်တီးက6ဂရမ်ရဲ့ဇင်းလုံးနဲ့ရောင်းချပါတယ်။ဒါကရွှေဆိုင်နေငွေရှာတဲ့နည်းဖြစ်ပါတယ်။ ရွှေစီထည့်ထားတဲ့ကြောင်စင်းကိုခွေးတောင်မဝေဘူးလို့သူကဆိုပါတယ်။ဒါဟာရွှေတတုပားတလွာကိုအပေါ်ရန်တင်ထားရုံပဲဖြစ်ပြီးရွှေဒဂရန်ကို1.5စတိုရမီတာရှိတဲ့တတုပားအဖြစ်ဖိထားတာပါ။အရေးအသွေးကောင်းတဲ့ကြောင်စင်းကိုရွှေစီထည့်ထားတဲ့ပစ္စည်းတွေအတွက်ဘယ်တော့မှမသုံးပါဘူး။အမြဲတမ်းအစစ်နှိမ်ဆုံးကြံရှိတဲ့အစားအနာတွေကိုပဲသုံးပါတယ်။ AU 750တစိုက်ထူထားတဲ့ပစ္စည်းအားဆိုရင်တော့16ကားရဲ့ရွှေဖြစ်ပြီးတော့ဆိုလိုရာကရွှေ85ရာခိုင်နှုန်းပဲပါဝင်တာပါဒါကအလားပါပဲရောင်းချတဲ့အခါရွှေဆိုင်တွေကပြန်လက်ခံမှာမဟုတ်ပါဘူးသူတို့ကလက်ကောက်အတွက်ရွှေစစ်ကိုပဲဝယ်ယူပါတယ်လက်ကောက်အတွက်ပိတ်ထားတဲ့ဒီဇိုင်းကိုရွှေချဲပါဒါပိုမိုတာရှည်ခံပြီး ပုံပြက်မသွားပဲလောက်သားကတက်တာပါတယ်လေဆွဲအတွက်ကတော့ MSF ကိုရွှေပါ ဆပရိန်အဆက်တွေကအလွယ်တကူချိုးပြတ်တတ်ပြီးဆပရိန်ကိုယ်တိုင်ကရွှေစင်းနဲ့မလုပ်ထားပါဘူး။ဆိုင်ရပေးတဲ့အခမဲ့တန်ရှင်ဝင်ဆောင်မှုနဲ့ပတ်သက်လို့ကတော့အထရာဆောင်နဲ့တန်ရှင်ရေးကအဆင်ပြေပေမဲ့ရွှေဦးမီရှို့တာဒါမှမဟုတ်အရေးတဲ့စိန်နာမျိုးဆိုရင်ပြဿနာဖြစ်ပါတယ်။လုပ်ငန်းထဲမှာရှိတဲ့ဇကားတစ်ခုကအခမဲ့တန်ရှင်လုပ်တိုင်းမင်းရဲ့ရွှေနည်းနည်းပို့ပေါ့သွားတယ်တဲ့။ရွှေဆိုင်ပိုင်ရှင်ကထုတ်လုပ်တဲ့အခါ ရွှေလုံးဝမဆုံးရှုံးမှုဆိုရဲပြောဆိုချက်ဟာမမှန်ကန်ဘူးလို့လည်းထောက်ပြခဲ့ပါတယ်။ဒုလုံးမှုတိုင်းမှာအနေငယ်ဆုံးရှုံးမှုဖြစ်ပြီးဒါဟာ3.35ရာခိုင်နှုန်းခန့်သာဖြစ်ပေမဲ့ရှိပါတယ်။ဆုံးရှုံးမှုလုံးဝမရှိဘူးလို့ကြေညာတဲ့ဆိုင်တွေဟာ တာဝန်ဈေးကွက်ဆွဲဆောင်မှုတစ်ခုအဖြစ်အသုံးပြုပြီးမြန်မာ့ရဲ့လုံသားကောအကြောင်းပြလိရှိပါတယ်။တကယ်တော့သူတို့ကိုယ်ရင်ကဆုံးရှုံးမှုကိုထည့်သွင်းတွက်ချက်ထားတာပါ။ရွှေဆိုင်တွေကဖောက်တယ်ရီရဲ့ရွှေစစ်ကိုယူပြီးတော့၁၈ကာရက်ရွှေဒါမှမဟုတ်ပုံသေးရွှေစည်းနဲ့လဲလှယ်ပေးတဲ့ရောင်းဝယ်ဖောက်ကားမှုကိုလည်းနှက်သက်ကြပါတယ်။ လူအများစုကဒီဌာနချက်ကိုသတိမထားမိကြပါဘူး။တားအပြင်နိုင်ငံတော်ဝန်အမခံပေးတဲ့ဆိုရဲကိရိတွေရလည်းမကြာခဏလဲစားမှုဖြစ်တယ်လို့သူကပြောပါတယ်။ဖောက်တယ်တွေကပြုပြင်မှုတောင်းဆိုတဲ့အခါဆိုင်တွေကပြစ်စည်းကိုပြုပြင်လို့မရဘူးလို့အကြောင်းပြတာဒါမှမဟုတ် ိုးဆောင်ကားကိုကောက်ခံပြီးအာမခံကိုဖြည့်ဆည်းပေးဖို့ရှောင်ရှားတက်ပါတယ်။ဒီလိုလိုရက်တွေကရွှေတဲလုပ်ငန်းမှာလူသိရှင်ကြောင့်လျှဝဲချက်တစ်ခုဖြစ်တယ်လို့ဆိုင်ပိုင်ရှင်ကဆိုပါတယ်။ပုံသေးစီရွှေနဲ့ 3D မှာကျုံရွှေနဲ့ပတ်သက်လို့လည်းတခြားဆိုင်ပိုင်ရှင်နှစ်ဦးကအလားတူစိုးရိမ်မှုတွေကို ဖော်ပြထားပါတယ်။ပုံသေးရွှေစည်းကိုဘာကြောင့်ရှောင်ရှားတဲ့လဲ။ဈေးကွက်မှာရွှေဒဂရန်ကို200ခန့်ရှိတဲ့အချိန်မှာ ပုံသေးရွှေစည်းကိုရွန်၈၀၀ဒါမှမဟုတ်900နဲ့ရောင်းချနေခဲ့ပါတယ်။အခုဈေးကွက်ဈေးကရွန်600ကျော်သွားတဲ့အခါသူတို့က Telegram ကိုရွန်1000ကျော်နဲ့ကောက်ခံနေပါတယ်။တင်ဝယ်ထားတဲ့ဈေးနဲ့ရွှေစည်းက Telegram ကိုရွန်1000အထက်မှာရှိဖို့လိုပါတယ်။ဒါပေမဲ့ဒါဖြစ်နိုင်ခြေကနေပါပါတယ်။တချို့လူတွေက ပုံသေးရွှေစည်းကပိုလာတယ်လို့ပြောကြပေမဲ့တာဟာမမှန်ပါဘူးပစ္စည်းတစ်ခုကိုပုံသေးစည်းနဲ့တစိုက်ကတ်ထားရင်အဲ့ဒါကိုသတ်မှတ်စည်းနဲ့ရှောင်းတာပါ အလေးချိန်နဲ့ရောင်းမယ်ဆိုရင်တော့ဒဂရန်ဈေးနဲ့ရောင်းတာဖြစ်ပါတယ်ပုံမှန်တွင်ပြင်းနဲ့ဘာမှမဆိုင်ပါဘူးတကယ်အရေးကြီးတာကဆိုင်ကအသင်းစီကနေဘလောက်အမျက်ယူခြင်းလဲဆိုတာဖြစ်ပါတယ် 3D မှာကျုံးရွှေကတော့ရွှေစင်မဟုတ်ပါဘူးရွှေပံဝင်မှုနဲ့ဖားပြီးတော့ဒေါမဝယ်တင်ပါဘူးမင်းညာကပဲဖောက်တဲ့တူကသူတို့လိန်ခံလိုက်ရတယ်လို့ပြောပြခဲ့ပါတယ် 3D မှာကျော်ရွှေကိုပြန်ရောင်းဖို့စ조사တဲ့အခါဆိုင်ကဒါဟာရွှေစစ်မဟုတ်ဘူးလို့ပြောပြီးတော့20ရာခိုင်နှုန်းတန်ဖိုးလျှော့ချမှုကိုနှုတ်ယူပြီးတော့ K ရွှေစည်းနဲ့ပဲပေးခဲ့ပါတယ်။ ကျွန်တော်ကဒါဟာ 3D ရွှေကိုအရေးကြိုတဲ့အခါဖြစ်ပေါ်တဲ့သဘာဝတစ်ခုပါလို့ရှင်းပြခဲ့ပါတယ်။ဒါဟာအထင်းမှာအခေါင်းပေါက်ဖြစ်နေတာကြောင့်အညစ်အကြေးတွေဝင်ရောက်သွားပါတယ်။ဒီရှိုးတဲ့အခါဒီအညစ်အကြေးတွေဟာရွှေနဲ့ယောနောသွားပြီးမျက်နှာပြင်ကို အနက်ရောင်ဓာမမဟုတ်မိခိုးရောင်ဖြစ်သွားစေပါတယ်။ဒါပေမဲ့ရွှေကိုယ်တိုင်ကတော့ရှိနေတုံးပါပဲ။လုပ်ငန်းကျွမ်းကျင်သူတွေကဒါကိုသိကြပေမဲ့ ဖောက်တယ်တွေကမသိကြပါဘူး။ဒါကြောင့်သူတို့ဟာအလွယ်တကူအလိန်ခံရလွယ်ကူပါတယ်။ရွှေဝယ်သူတို့ကတော့ဒီလုပ်ငန်းစဉ်ကိုထက်မှန်လိမ့်လည်ဖို့အသုံးချကြပါတယ်။ဒါကြောင့်နောက်တစ်ချိန်တတိထားပါရွှေစီထည့်ထားတဲ့အကြောက်စိမ်းပြဿနာဟာနှစ်ပေါင်းများစွာဆက်လက်ဖြစ်ပွားနေကြတာပါဒီတထောင်ကတအုပ်ကဈေးဝယ်စင်တာတစ်ခုမှာစာပန်းဝယ်ယူခဲ့တဲ့ပစ္စည်းတစ်ခုကိုခွဲခြမ်းစိတ်ဖြာခဲ့ပြီးတော့ ဒီလိမ့်လည်းလက်ဖြားရဲ့လုပ်ရက်တွေကတကယ်ရှိရဲဆိုတာကိုထက်မှန်အတည်ပြုပြသခဲ့ပါတယ်။ရွှေစီထက်ထားတဲ့အကြောင်းစိမ့်လိမ့်လည်းမူကတရုတ်နိုင်ငံမှာ20နှစ်ကျော်ကြာလူတွေကိုလဲစားခဲ့ပြီးတော့ဒီကနေ့ထိလည်းတာမန်ဝယ်သူအများအပြားကိုနေစဉ်ဆက်လက်လိမ့်လည်နေပါတယ်။လူသိများတဲ့အမတ်စိတ်ဆိုင်တစ်ခုမှာဈေးဝယ်စင်တာရဲမှာရွမ်းတထောင်ကျော်သုံးပြီးတော့ရွှေစီထက်ထားတဲ့အကြောင်းစိမ့်ပစ္စည်းတစ်ခုနဲ့ဗုဒ္ဓရုပ်ပွားငယ်တစ်ခုကိုဝယ်ယူခဲ့ပါတယ်။ဒါဟာလှပပုံပေါက်ပြီးတော့ နောက်ကျောမှာရွှေစင်းနဲ့ဟူဒီယန်ကြောင်စင်းလို့တစေးရိုက်ထားပါတယ်။ဒါဆိုရွှေရစစ်မှန်ရဲ့လား။ဟုတ်ပါတယ်။ကြောင်စင်းကတော့စစ်မှန်ရဲ့လား။ဟုတ်ပါတယ်။ဒါပေမဲ့ဇင်းတော်ကမတရားများလုံးပါတယ်။ရွှေရဆိုရင်လင်းစင်းနဲ့ပပလလတုံလင်းထားတဲ့အလွာတစ်ခုပဲဖြစ်ပါတယ်။ဒါအောင်နေနဲ့အပူပေးကြည့်မယ်။နောက်ကျောကကော်နဲ့ကတ်ထားတာဆိုတော့မင်းနေနဲ့အပူပေးရင်ပြော့လာမှာပါ။ ခဏလေးမရှုလိုက်တာနဲ့ရွှေတထုဘာကချက်ချင်းအခွန်ခွာထွက်လာပါတယ်။ဘလောက်ပါလဲဆိုတာကြည့်ပါ။နောက်ကျောမှလည်းကော်ရီအများကြီးကတ်နေပါတယ်။ဒါဟာအရန်ပေါ်ပါလွန်းလို့တီချာရဲ့စကေးနဲ့တောင်အလေးချိန်ဖက်လို့မရပါဘူး။တုံညာတသမတုံညာတိတ်ဂရန်တာမရှိပါဘူး။ဒီပါလာတဲ့ရွှေအလွာကရန်တရန်တောင်မတန်ပါဘူး။အခုကြောင်စင်းကိုကြည့်ကြည့်ရအောင်ပါ။ဒီပစ္စည်းကတကယ်တော့ ကိုရီးယားပစ္စည်းနဲ့လုပ်ထားတာပါဒါလောက်ရွယ်စွာအထက်ဆွယ်တော့စူပေါင်းယွမ်တယွမ်ဒါမှမဟုတ်နှစ်ယွမ်လောက်ပဲတန်ဖိုးရှိပါတယ်ဒီပစ္စည်းကိုလုံဖို့တကယ်ကုန်ကြစရိတ်ကယွမ်3ယွမ်ကနေ4ယွမ်လောက်ပဲရှိပါတယ်ဒါပေမဲ့သူတို့ကကျွန်တော်ကိုယွမ်1000ကျော်နဲ့အယောင်ချခဲ့ပါတယ်ဒီလေလေမှုတွေနောက်ထပ်မချရောက်ပါနဲ့တော့ တချို့ influencer တွေကရွှေဆိုင်အများပြားဟာအခမဲ့တန်ရှင်းရေးကိုအပိုအမျက်အစွန်းရဖို့နီးပြူဟာအဖြစ်အသုံးပြုရဲဆိုတဲ့ဆွဆွဲချက်တွေကို ထောက်ခံတဲ့သက်တွေပေးထားပါတယ်။ရိုးရိုးသားသားပြောရရင် အခမဲ့ထမင်းဆိုတာမရှိပါဘူး။ရေရှည်မှာပိုကုန်ကြစေနိုင်တဲ့အသေးအဖွဲအခမဲ့ပစ္စည်းတွေကို မလိုက်စားပါနဲ့။အခမဲ့ရွှေတန်ရှင်းလှည့်ကွက်လို့ခေါ်တဲ့အရာကလူတိုင်းသတိထားတဲ့အရာဖြစ်ပါတယ်။အချိန်ကြာလာတာနဲ့အမျှရွှေတဲ့ပစ္စည်းတွေကတောက်ပွားမှုဆုံးရှုံးလာပြီး မှိုင်းညံ့ညမ်းလာတတ်ပါတယ်။ပထမဝယ်တဲ့အချိန်ကလိုဘယ်တော့မှတောက်ပမနေတော့ပါဘူး။တချို့ဆိုင်တွေကဒီခွင့်ရေးကိုအသုံးချပြီးသတိမထားမိတဲ့ဖောက်တယ်ရီစီကအမြန်ဆုံးရဖို့အခမဲ့တန်ရှင်ရေးကိုကန်လန်ပါတယ်။ကျွန်တော်တို့ရဲ့တခွဲကမ်းမှာအထူးပြင်ဆင်ထားတဲ့တန်ရှေးအရေကိုအသုံးပြုပြီးတော့စံတမုတ်တစ်ခုလုပ်ခဲ့ပါတယ်။တန်ရှေးမလုပ်ခင်တဲ့အလုပ်ပြီးရနောက်ရွှေကိုအလေးချိန်တိုင်းကြည့်တဲ့အခါတန်ရှင်းပြီးရနောက်ရွှေကဒဂရန်လုံးလုံးဆုံးရှုံးသွားခဲ့ပါတယ်။ ါကအားလုံးကိုပြပြလိုက်တာပါဒီအခမဲ့တန်ရှေးလို့ခေါ်တဲ့အရာလိန်လယ်မှုတစ်ခုပဲဖြစ်ပါတယ်သူတို့ကတင်းရဲ့ရွှေကိုခိုးယူနေတာပါတန်ရှေးအရေးကို hydrochloric နဲ့ nitric acid နဲ့ပြုလုပ်ထားပြီးတော့ရွှေကိုဒီအရေးထဲမှာစိမ့်တဲ့အခါချက်ချင်းဆိုသလိုအရေးထဲမှာပျော်ဝင်သွားပါတယ်ရွှေတန်ရှေးလုပ်တဲ့အခါအချိန်ချင်းသုံးတဲ့ရေကိုစစ်ထုတ်ပြီးတော့ရွှေအနေငယ်ကိုပြန်လည်ရယူနိုင်ပါတယ် ဒီပြန်လဲရယူထားတဲ့ရွှေကမကြကနဆိုသလိုပုံသေးရွှေစည်းဓမ္မမဟုတ်ရွှေစည်းထည့်ထားတဲ့ကြောက်စိမ့်ပစ္စည်းတစ်ခုကိုထက်မှန်ဖန်တီးဖို့လုံလောက်ပါတယ်။ဒါကိုဆိုင်ရရရောင်းချတာဓမ္မမဟုတ်လဲလှယ်ပြီးတော့ဖောက်တယ်ရီစီကဆက်လက်ပြီးငွေကိုထုတ်ယူနိုင်ပါတယ်။ရွှေလက်မှုပညာမှာအသုံးပြုတဲ့လိမ့်လဲလဲဖြားတဲ့အနီးပရိယရဲ့အပြင်ရွှေတန်းစင်မှု တစိကတ်ချင်းနဲ့ပတ်သက်တဲ့အလဲစားတဲ့အလုပ်ရတွေလည်းရှိပါတယ်။ရွှေတဲ့ပစ္စည်းတွေဝယ်ယူထားသူတွေကပစ္စည်းရဲ့နောက်ကျောမှာဒါမှမဟုတ်ဖုံးကွယ်ထားတဲ့နေရာတွေမှာ AU999 ဒါမှမဟုတ်999ဆိုပြီးတော့ရေးထိုးထားတာကိုသတိပြုမိမှာပါ။ဒီအမှတ်သားတွေကအရေးသွေးနဲ့တန်းစင်မှုကိုညွန်ပြဖို့ရည်ရွယ်ထားတာဖြစ်ပေမဲ့စားသုံးသူအများစုကဒီအမှတ်သားတွေရဲ့နောက်ွယ်ကနေပြူဟာတွေကိုနားမလည်ကြပါဘူး။ရှန်ကျန်းမှာလဝိယရနာစက်ယုံတစ်ခုမှာ လက်ဆယ်နှစ်နီးပါးအလုံးလုံးခဲ့ဘူးတဲ့တစ်တော်ကတူကဒီဒစိမ့်တွေနောက်ွယ်ကဖုံးကွယ်ထားတဲ့အမှန်တရားတွေကိုဖော်ထုတ်ပြသခဲ့ပါတယ်။သူကရွှေတဲပစ္စည်းနဲ့ပတ်သက်လာရင်အကြီးအမားဆုံးလက်ွက်ကိုသိလား99ရာခိုင်နှုန်းသောလူတိုင်းကမသိကြပါဘူး။ဒါရီယာကတန်းစင်မှုဒစိမ့်တွေနဲ့ဆိုင်နေရောင်းသူတွေက၄ကျိန်းတိုင်း4 nights ဒါမှမဟုတ်5ကျိန်းတိုင်း5 nights တွေရွှေအကြောင်းကိုပြောနေတာကိုသင်ကြားဖို့မှာပါ။ ဒါဟာဈေးပွက်ဆွဲဆောင်မှုတစ်ခုပဲဖြစ်ပါတယ်လို့ဆိုပါတယ်။တန်းစင်ဤပညာတွေထိုးတက်လာခဲ့ပါတယ်။ဒါပေမဲ့ဒီမှာအချက်တစ်ခုရှိကသင်ဝင်နေတာကလဝိယရဏပါ၊ရွှေသန်းမဟုတ်ပါဘူး။စိုင်းဒီဇိုင်းကိုမရောက်ခင်အရိပစ္စည်းကထုံးလုံးမှုအဆင့်များစွာကိုဖျက်ဆီးရပါတယ်။ဒါကြောင့်အတော်အမှတ်ထားပါတရားရောင်းကရွှေကိုတွန်းအားပေးရောင်းချတဲ့အခါသူတို့ကဈေးနှုန်းကို ဖောင်းပွပြီးတော့ တင်းစီကပတ်စံပို့ယူဖို့ကြိုးစားနေတာပါလို့သူကဆက်ပြောပါတယ်။လက်ဝဲရတနာဘော်ကတန်းစင်မှုတစ်စင်းရမကြာခဏဆိုသလိုလက်ကားရောင်းသူကဆုံးဖြတ်ထားတာဖြစ်ပါတယ်။ဒူညီတဲ့ပစ္စည်းတစ်ခုကိုဆက်ယုံကထွက်တဲ့အခါ3 nice ဒါမှမဟုတ်4 nice လို့တစိကန်ကြကသူတို့ဘလို့ဈေးပွက်ဖော်ဆောင်ခြင်းလဲဆိုတဲ့အပေါ်မှာမူတည်ရလဲဖြစ်ပါတယ်။2016ခုနှစ်မှာမေလမှာဆိုရင်တော့တရုတ်နိုင်ငံက1000 fuel ကို10000 fuel ကိုနဲ့ 24 current ရွှေဆိုတဲ့ဝေါ်ဟာရတွေကိုတည်ယဝင် ဖြတ်သိမ်းခဲ့ပါတယ်။ဒါပေမဲ့ရောင်းသူအများအပြားကနိုင်ပိုများလေလေတန်းစင်မှုပိုကောင်းလေလေဆိုတဲ့လက်ကွက်ကိုသုံးပြီးတော့ ပိုပေးဆောင်စီဖို့ဆက်လက်လှုပ်ဆောင်နေရလဲဖြစ်ပါတယ်။အမှန်တရားကတော့တင်းရဲ့လက်ဝတ်ရတနာမှာ3 nines တမမဟုတ်4 nines လို့တစိမ့်ကတ်ထားပါစေ။အဲ့ဒီပစ္စည်းအများစုဟာအရေးကြိုးပြီးစမ်းသပ်တဲ့အခါ69တသမ900ခိုင်နှုန်းတန်းစင်မှုတောင်မရောက်ပါဘူး။ဒါဆိုရင်69တသမ900ခိုင်နှုန်းတန်းစင်ထားတဲ့ရွှေရှိလာလို့မေးရင်ရှိပါတယ်။ဒါပေမဲ့ဒါဟာလဝိရဏနဲ့ရွှေဒုံးတွေအတွက်ကုန်ကျန်းအဖြစ်သာအသုံးပြုလို့ရှိတာဖြစ်ပါတယ်။ လုံဝန်တန်းစနေရွှေဆိုတာကဒိဗံသူတေသနဌာနဒါမမဟုတ်ဓာတုပိဓာဆိုင်ရာအသုံးချမှုတွေအတွက်သာတည်သက်ထားရှိရပါဒါမန်စားသုံးသူတွေအနေနဲ့ဒီလိုရွှေကိုဘယ်တော့မှလက်ထဲမရနိုင်ပါဘူးဒါဆိုရင်စားသုံးသူတွေရဲ့90ရာခိုင်နှုန်းနီးပါးဟာဈေးကွက်ထဲမှာအရေးသွေးရွှေဒါမမဟုတ်ရွှေတဲပစ္စည်းတွေကိုရှာမတွေ့နိုင်ဘူးလို့ဆိုလိုပါတယ် ငွေမဆုံးရှုံးပဲရွှေဝယ်ယူခြင်းနဲ့ဆိုရင်ဒါဟာအများအဖြစ်ကံကောင်းမှုပေါ်မူတည်နေပါတယ်။အစမှဆိုင်ပိုင်ရှင်ကဖော်ပြခဲ့တဲ့လိန်လယ်မှုတွေအပြင်ရွှေဆိုင်တွေအများပြားကတခြားလဲခွက်တွေကိုလည်းဖန်တီးထားကြပါတယ်။တချို့ဆိုရင်တရားမဝင်ရန်ပုံငွေရှာဖွေမှုတွေနဲ့ပါပတ်သက်နေပါတယ်။ဒါပေမဲ့ဒီလိန်လယ်မှုတွေကိုလုံဆောင်နေတာကအသေးစားအမှတ်တရစိတ်တွေတင်မဟုတ်ပါဘူး။ China Go နဲ့ Shandong Go လို့လုပ်ငန်းတွေက ထိတ်တန်းကုမ္ပဏီတွေလည်းဆိုင်ပိတ်သိမ်းမှုတွေနဲ့အရှုပ်ထွေးတွေမှာပါဝင်ပတ်သက်နေပါတယ်။လဝိယရဏဆိုင်တွေကအသုံးပြုတဲ့အကြီးမားဆုံးလိန်လယ်မှုနှစ်ခုကိုတင်သိပါသလား။လူအများစုကမသိကြပါဘူးပထမလိမ့်လေမှုတင်းအဆိုင်ကနေရွှေဝယ်ယူပြီး သူတို့ကအသိရွှေကိုတင်ထားပေးမယ်လို့ကံလန်ပြီးမြန်မာရဲ့အထုံးတော်ကိုဂတိပေးပါရယ်။ဒါဟာထောင်ချောက်တစ်ခုပါ။ဒီဆိုင်လေးက၃နှစ်ကနေ၅နှစ်လောက်လုပ်ငန်းလည်ပတ်ပြီးရန်တန်းဆယ်ချီဒါမှမဟုတ်တန်းရာချီလိမ့်လဲယူဆောင်ပြီးတော့နောက်တညအတွင်းပြောက်ွယ်သွားပါရယ်။ဒီလိမ့်လဲမှုကလာတိုင်းနှစ်တိုင်းဖြစ်ပေါ်နေပါရယ်။တရားမြန်မာရဲ့အမျက်ဆုံးတွေနဲ့ဆွေးဆောင်ခံရပေမဲ့ဆိုင်းပိုင်ရှင်တွေကတကယ်ပြတ်မှတ်ထားတာကသိရမူလားပတ်စံပါ။ ဟာသဘောတူညီချက်တစ်ခုအဖြစ်ဖုံးကွယ်ထားတဲ့တရားမဝင်ရန်ပုံငွေရှာဖွေမှုတစ်ခုပဲဖြစ်ပါတယ်။ ဒုတိယအနေနဲ့မူကသူတို့ကသင်ရွှေတဲ့ပစ္စည်းကိုကြောင်စိမ့်ဓမ္မမဟုတ်စိန်လန်းစွန်းနဲ့လဲလှယ်ဖို့ဆွေးဆောင်ပြီးနှစ်စဉ်ပုံတည်မြန်မာရဲ့အတူပြန်အန်းငွေရမယ်လို့ကတိပေးပါရယ်။နေတော်ကြပြီးရနောက်လက်စကိုမူလာစီနဲ့ပြန်ဝယ်ပြီးမယ်လို့တောင်ကတိပေးပါရယ်။ကောင်းတယ်မလား။ဒါကလည်းတရားမဝင်ရန်ပုံငွေရှာဖွေမှုတစ်ခုပဲဖြစ်ပါရယ်။ဒီဆိုင်နေရအများသောအားဖြင့်သုံးနှစ်ထက်ပိုကြာရှင်သန်မနေပဲပိတ်သိမ်းပြီးတော့ပြောက်ွယ်သွားတတ်ပါရယ်။ဒါပေမဲ့ဒီလိန်လယ်မှုတွေကိုလှုံ့ဆော်နေတာက အသေးစားအမတ်တစိတ်တွေတင်မဟုတ်ဘူးလို့ထပ်ပြောရပါမယ်။ China Go နဲ့ Shandong Go လို့လုပ်ငန်းတွေကထိတ်ထန်းကုမ္ပဏီတွေလည်းစိုင်းပိသိမ်းမှုတွေနဲ့အရှုပ်ထွေးတွေမှာပါဝင်ပတ်သက်နေပါတယ်။လွန်ခဲ့တဲ့ match လကသတင်းတစ်ခု online ပေါ်မှာလင်းမြန်စွာပြန့်နှံ့ခဲ့ပါတယ်။ China Go ရဲ့ Beijing ကစိုင်းပွဲတစ်ခုပိတ်သိမ်းခဲ့တယ်ဆိုတဲ့သတင်းမှာစိုင်းဟိုသွားရောက်ခဲ့တဲ့သတင်းတောက်တွေကစိုင်းပိတ်ထားတာကိုအတည်ပြုခဲ့ပါတယ်။ ဒါကြောင့်အဲဒီဆိုင်မှာစိတ်ချစွာရွှေသိမ်းဆဲထားခဲ့တဲ့ဖောက်တယ်ရီအများပြားကသူတို့ရွှေကို ပြန်မယူနိုင်ခဲ့ကြပါဘူး။ဇာတ်သုံးသူတချို့ကဆိုင်ကသူတို့ကိုရွှေ400ဂရမ်တိုင်းသိမ်းဆဲရင်10ဂရမ်ရွှေပြန်အန်းငွေပေးမယ်လို့ကတိပေးခဲ့တယ်လို့ရှင်းပြခဲ့ပါတယ်။ဒါကြောင့်လူအများပြားကသူတို့ရွှေကိုအဲ့ဒီဆိုင်မှာဒိန်းဆဲထားခဲ့ကြပါတယ်။ဇာတ်သုံးသူအဖွဲ့ရဲ့အဆိုအရဒိန်းဆဲထားတဲ့ရွှေပမာဏဟာရွှေ၅တန်းကျော်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ မရိကန်ပြည်တော်စုမှနေထိုင်တဲ့စီးပွားရေးပညာရှင်လီဟုန်ချင်းကချိုင်းနာကိုကတာမန်ကုမ္ပဏီတစ်ခုမဟုတ်ဘူးလို့ထောက်ပြခဲ့ပါတယ်။ဒါဟာစီးဝင်လုပ်ငန်းခွဲ၄ခုရှိပြီးတော့အရေးအကြီးဆုံးကတော့အစိုးရထောက်ပံ့ထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီးတချိန်က China National Group လို့ခေါ်ခဲ့ပူပါတယ်။လူအများပြားက နိုင်ငံပိုင်လုပ်ငန်းရဲ့ကုန်သတင်းကိုယုံကြည်ပြီးစိတ်ချလက်ချထင်မှတ်ကအရိမာရွှေသိမ်းဆဲခဲ့ကြပါတယ်။ဒါပေမဲ့နောက်ဆုံးမှာသူတို့ဟာလိန်လေခံလိုက်ရပါတယ်။ဒီဖြစ်ရပြီးတဲ့နောက်ချိုင်းနာကိုဌာနချုပ်ကသူတို့ရဲ့ဆိုင်ခွဲတွေကိုသိမ်းဆဲရေးလုပ်ငန်းတွေလုပ်ကင်ခွင့်မပြုခဲ့ဘူးလို့ထုတ်ပြောခဲ့ပါတယ်။ဆိုင်မာလုံဆောင်တဲ့သိမ်းဆဲရေးလုပ်ငန်းကသူတို့ရဲ့ဌာနချုပ်နဲ့မသက်ဆိုင်ဘူးလို့ဆိုပြီးတော့စုံစမ်းစစ်ဆေးမှုတွေမှာပူးပေါင်းဆောင်ရွက်ခဲ့ပြီးရော်ကြီးပေးရေးကိုဖြည့်ရှင်းဖို့ထူးခြားခဲ့လို့ဆိုပါတယ်။ဒါပေမဲ့သူတို့ ကရော်ကြီးပေးရေးကို တိုက်ရိုက်မကင်တွေခဲ့ပါဘူးဒီပြဿနာကချိုင်းနာကိုမှတင်ကန့်သက်မထားပါဘူးရှန်ဒုံကိုရဲ့ဖောက်တယ်ရီကလည်းအလားတူပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်ရှန်ဒုံပြည်နယ်မှာအဓိကနိုင်ငံပိုင်လုပ်ငန်းတစ်ခုဖြစ်တဲ့ရှန်ဒုံကိုကလည်းဆိုင်ွယ်ရီပိတ်သိမ်းမှုတွေကြုံတွေ့ခဲ့ရပြီးတော့ရှန်ဒုံကိုရဲ့ဆိုင်ွယ်ရီနဲ့ပတ်သက်တဲ့အခြေအနေတွေကပို့ပြီးတော့ကြီးမားပါတယ်။ဒါဟာဆိုင်ပို့ပြီးတော့များပြားပြီးရွှန်တန်း၄၀၀အထိရန်ပုံငွေပါဝင်နိုင်ပါတယ်။ အခုရွှေစင်းလုံးတွေစံချိန်တွေမြင့်တက်လာတာနဲ့အမျှတရုတ်နိုင်ငံမှာရွှေလိုအပ်ချက်ကထပ်မံမြင့်တက်လာခဲ့ပြီးတော့ဒီလိန်လယ်မှုတွေကိုထပ်မံအာရုံစိုက်လာစေပါတယ်။ Riders ရဲ့ဖော်ပြချက်အရအရှိပိုင်းစံတော်ချိန်မနက်9:46မှာရွှေစင်းကတအောင်ဆောက် American Dollar 338ဒသမ3အထိအမြင့်ဆုံးရရှိခဲ့ပြီးတော့ Match လ16ရက်နေ့မှာတရာခန်တုံးနီးပါးမြင့်တက်ခဲ့ပါတယ်။ Match လ14ရက်နေ့မှာရွှေစင်းက ပထမဆုံးအကြိမ်အဖြစ် American Dollar 3000ကိုကျော်ဖြတ်ခဲ့ပြီးတော့ American ရွှေနာခန့်ဈေးကလည်းတသမတ်တရာခိုင်နှုန်းမြင့်တက်တာဒေါ်လာ3038ကိုရောက်ရှိခဲ့ပါတယ်။ရွှေဈေးနှုန်းတွေကပြီးခဲ့တဲ့နှစ်ကတည်းကအားကောင်းတဲ့အချိန်အဟုန်ကိုဆက်လက်ထိန်းထားပြီးတော့ဒီနေ့အတွင်း15ရာခိုင်နှုန်းကျော်မြင့်တက်ပြီးတော့စံချိန်တင်အမြင့်ဆုံး14ချိန်ထိရောက်ရှိခဲ့ပါသေးတယ်။ ရွှေစင်းလုံးနေမြင့်တက်လာတာနဲ့အမျှတရုတ်မီဒီယာတွေကရွှေဆိုင်တွေမှာဖြစ်ပေါ်နေတဲ့လိင်လယ်မှုအသစ်တစ်ခုကိုဖော်ထုတ်ခဲ့ပါတယ်။ဒါကတော့ရွှေတဲမှာဂရီနီယန်ကိုရောနှောထည့်သွင်းတာပါ။ဖော်ပြချက်တွေအရ ရီနီယန်ရုံးထည့်ထားတဲ့ရွှေရအပေါ်ရံအားဖြင့်ရွှေအစစ်နဲ့အလွန်ဆင်တူပါရင်ရီနီယန်ကဒဂရန်ကိုရွှေအနေငယ်သာကုန်ကြပြီးရောင်းသူတွေကအမျက်အစုံရဖို့ရွှေထဲမှာရောထည့်ပြီးတော့ရောင်းချကြပါရင်ဒီရောင်းတော့မှုကစံတက်တဲ့အခါသိရှိဖို့ခက်ခဲပါရင်ဇဂရီယာတွေကမကြာခဏဆိုသလို 999သင်းစင်ရွှေလို့အမှတ်ပေးလေးရှိပါတယ်။တစ်ခါတလေတစ်ခါတလေလဲစစ်ဆေးပြီးတော့ရေကြိုတဲ့အခါမှသာ Renian ကို သိရှိနိုင်ပါတယ်။ Renian ဟာမှကျောပြီးတော့ဈေးတက်ခြင်းနဲ့ဖြိုခွင်းခြင်းကိုခံနိုင်ရရှိတဲ့တတူဖြစ်ပြီးတော့ ဒါဟာတိတ်သီးစားဟာရွှေနဲ့စင်တူရာကြောင့်အလေးချိန်တိုင်းဟာဒါမှမဟုတ်အခြေခံစမ်းသပ်မှုတွေနဲ့ခွဲခြားဖို့မဖြစ်နိုင်သလောက်ပါ အကယ်လို့အစားသုံးသူတို့ကဒီလိုအထုရွှေကိုဝယ်မင်းရင်တို့ဟာမသိလိုက်ပဲလိမ့်လည်ခံရတာပါဒါကြောင့်ရွှေစင်းတို့နေမြင့်တက်နေပေမဲ့ influencer တချို့ကတရုတ်နိုင်ငံမှာယနေ့မြို့နယ်မှုအဖြစ်ရွှေနဲ့ရွှေတဲ့ပစ္စည်းတွေဝယ်ယူတာကမထိုက်တန်ဘူးလို့ယုံကြည်နေကြပါတယ် အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချမ်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။